မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနမှကျူစွာလိုက်ပါရရှင်ယခုချိန်မှစပြီးမြန်မာနိုင်ငံနောက်ဆုံးရထိတ်တန်တရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတရင်နေနဲ့16ရက်တာတိုင်ပွဲရင်စက်ကောင်စိတ်တက်စစ်ကြောင်းမှ30ခန်းကြာဆုံးဆိုတဲ့တရင်ပဲဖြစ်ပါရရှင် မကွေတိုင်းဆလင်းမြို့နယ်တွင်ရှိတော်လိုင်းအင်အားစုများစုမှုနယ်မြေတွင်စစ်ကြောင်းထူလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းနှင့်စစ်ကြောင်းရတားတိုက်ပွဲများတွင်စစ်ကောင်စီတပ်စစ်ကြောင်းမှ30ခန်းကြာဆုံးပြီးမကွေတိုင်းပကပရွေးရှာစစ်ကြောင်းရင်းနှီးတာကော်လမ်မရဲဘော်တို့ကြာဆုံးခဲ့ကြောင်းသိရှိရသည်။ ဆလင်းမျိုးနယ်ဝမ်းပြေကြေးရရင်ခိတအခြေချနေသည့်အင်အား20ခန်းမှစစ်ကောင်စီတပ်စစ်ကြောင်းသည်မေလ17ရက်နေ့မှ26ရက်နေ့အထိတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များစုမှုထားသည့်နေမြေများကိုစစ်ကြောင်းထိုးခဲ့သည့်အတွက်နှင်းစင်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်းဗမာတပ်မတော် BA ထံမှသိရှိရသည် စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေစဉ်တွင်ပြည်သူနေအိမ်၄၀၀ကျော်အားမီးရှို့ဖျက်ဆီးခံခဲ့ရပြီးပြည်သူ၆ဦးအားရက်စက်စွာတပ်ဖြတ်ခဲ့ကြောင်းစစ်ကောင်စီတပ်စစ်ကြောင်းသည်အထူးခိုက်နှင့်အသေးဆုံးများသည့်အတွက်တိုက်ပွဲများအတွင်လေကြောင်းပစ်ကူများရယူခဲ့ရသည်ဟုသိရသည်စစ်ကြောင်းထွန်းလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းအောင်ဗမာတမရော BA အမှတ်3စစ်ဦးစီးကိုယ်ကွယ်ရေးရုံး ကိုကဲမှုအောက်ရှိအယ်ဖာစစ်ကြောင်း၊ဘရာဗိုစစ်ကြောင်း၊ AW စစ်ကြောင်းများနဲ့မဟာမိတ်တပ်များဖြစ်တဲ့ပေါတာမိုင်းကျမ်းမာရေးနဲ့သူနာပြိုတပ်ဖွဲ့၊တောင်းစစ်အောင်မင်းဘူးခရိုင်အမှတ်တပ်ရင်းနဲ့အမှန်ငါတရင်ဆလင်းမြို့နယ်ပကဖာတောင်းညိနောင် LPDF SL နဲ့ LPDF မကွေးတိုင်းအထုလှူရှာတရင် SR7 မကွေးပကဖာစစ်ကြောင်းရင်းနသာကော်လန်ပခောကုခရိုင်အမှတ်စကူတရင်မကွေးတိုင်းဒရုန်းတပ်ဖွဲ့ဆလင်းပါလာဖရာရီတို့မှပုံမှန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဆလဘိန်စကိုင်းမြို့နယ်ကင်းရွာကိုစစ်တပ်ကမီးရှို့ဖျက်ဆီးမှုနေရင်ဆက်ရှက်လုံးပြကြဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းစကိုင်းမြို့နယ်ကင်းရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခြင်းကြောင့်နေရင်ဆက်ရှက်လုံးပြကြခဲ့ကြောင်း Wallet Information and Network မှတာဝန်ခံကိုနဂါလေးကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်မေလ28ရက်နေ့တွင်စကိုင်းမြို့နယ်ကင်းရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်ကြောင်းထုတ်ဝင်ရောက်စီးနှင်မီးနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သားများကြေးရွာတွင်ဝင်ရောက်စီးနှင်ချိန်တွင်ပြည်သူအလုံးထွက်ပြေးတိမ်းရှောင်နိုင်ခြင်းကြောင့်ဖမ်းဆီးခံရသူများနှင့်တပ်ဖြတ်ခံရသူများမရှိကြောင်းသိရှိရသည်။ ပြည်သူတွေဗန်စီတက်ဖြတ်ခံရတာတော့မရှိပါဘူးစစ်ခွေးစစ်ကြောင်ထိုးလာတယ်ဆိုတာသိရတော့တင်းရှောင်ထားရတာပေါ့အရင်ကလည်းမင်းကောင်ကခဏခဏကင်းရွာတောင်ပဲရဲ့တင်မော့ချင်းဘက်ကိုထွက်တယ်လေပြည်သူတွေလည်းမနေရကြဘူးလို့သိရတယ်အခုကခွေးကမီးရှို့ပြီးပြန်ထွက်သွားတာဟုဝလန့် information နဲ့ network တောင်ငန်ကိုနဂါလေးကပြောဆိုသည်စစ်တပ်စစ်ကြောင်ကကင်းကျေးရွာတွင်ရှိပြည်သူပိုင်းနေ16လုံးကိုမီးရှို့ဖျက်ဆီးပြီးနောက်ကျေးရွာတွင်မှပြန်လည်ထွက်ခွာသွားတော့လေပြည်သူများသည်လက်ရှိအချိန်ထိကြောင်းလန့်နေကြသောကြောင့်ကျေးရွာတွင်ပြန်လည်ဝင်ရောက်နေ ထိုင်နိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်ဆလဘီမုံရမြို့အနောင်မြောက်တိုင်းစစ်ဌာနချုပ်တွင်ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းအဖြစ်သွတ်သွင်းခံရသောတပ်သားတဲ့နှစ်ဦးလက်နက်ခဲရဲနှင့်အတူအလင်းဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းနိုင်မုံရမျိုးခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှစစ်မှုရန်တသားတဲ့နှစ်ဦးလက်နက်ခဲရန်နဲ့အတူလင်းဝင်ခဲ့ကြောင်းတော်လိုင်းသတင်းရမြင့်ဖြစ်သောတို့ရေးချန်နယ်အတွင်ရေးမှုမရွှေကျူကရှန်ကုန်ခေတ်တဲ့သတင်းဌာနထံသို့ပြောကြားသည်မေလ29ရက်နေ့စကိုင်းနိုင်မုံရမျိုးအခြေဆိုင်စစ်မှုရန်တသားနှစ်ဦးသည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေးထံအလင်းဝင်လို့ကြောင်းဆက်သွဲလာသည့်ဖြင့်နေဆက်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံဆက်သွဲပေးခဲ့ရာ MA1 အမျိုးအစားတနက်နှစ်လံ36ခွင်းပုံနှလုံးနှင်းမိုင်းနှလုံး5.56 G အတောက်200ရိုးနှင့်အတူရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အလင်းဝင်တော်ကိုဘေးရန်ရဲ့ကင်းရှင်းစွာနဲ့ခေါ်ထုတ်ပေးပြီးဒါပေမဲ့လက်နက်ခဲယမ်းတွေပါလာတော့စုငွေချင်းမြာမှာစုချင်းမြေနိုင်မှုအလှရှာနေတယ်လက်ရှိတပ်ဖွဲ့ကနေတော့ချိတ်ဆက်ပေးထားတဲ့တပ်ဖွဲ့ကနေလိုအပ်တာကူညီပေးထားတယ်ချိတ်ဆက်ပေးထားတဲ့အဖွဲ့ကလည်းရက်ကြီးပကဖဆိုတော့ငွေကြီးအခက်ခဲရှိတယ်သူတို့လုံလုံချုံချုံနဲ့အမြန်ဆုံးထွက်ရဖို့အမြန်ဆုံးလိုက်ချိတ်ပေးထားတာပါသူတို့ကတော့ပကဖတဲကနေဆက်ပြီးတော်လိုင်းကြီးလုံနေမယ်လို့ပြောပါတယ်ဟုတို့အရေးချက်နဲ့အတွင်ရေမှုမက်ရွှေကျူကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည်အလင်းဝင်ရောက်ခဲ့သူစစ်မှုရန်တက် ား2ဦးသည်စစ်ကောင်စီတပ်မှပေါ်ဒါဆွဲဖမ်းဆီးကစစ်မှုရန်တပ်သားဖြစ်စုဆောင်ခံရသူများဖြစ်ပြီးပေါ်ဒါဆွဲခံရစဉ်ကလေးကထွက်ပြေးရန်ကြိုးစားခဲ့တော်လဲအောင်မြင်မှုမရှိခဲ့ကြောင်းထို့ကြောင့်စစ်မှုရန်အပတ်စဉ်ရှိကိုတက်ရောက်ခဲ့ရပြီးတနန်းစင်းမီနောင်မုံရမြို့အနောက်မြောက်တိုင်းစင်တာနာချို့သို့ပို့ဆောင်ခံခဲ့ရကအလင်းဝင်ရောက်ချိန်အထိစစ်တပ်အတွင်ငါလကျော်တာဝန်ထမ်းဆောင်ပေးခဲ့ရကြောင်းသိရှိရသည်ဆလဘီဝါကိုတိုက်ရန်တာဆင်ပြောပြီဆိုတဲ့တဲ့ရင်ဆောင်ပါကိုတင်ဆက်ပေးပါမယ်ရှင်။ ထိုင်းဝန်ကြီးချုပ်ဟောင်းတန်ဆင်မှနေချောင်းဖြတ်ကျော်လူကုန်ကူနေသောဝါအဖွဲ့ကိုပြပြတသားအရေးယူရန်၎င်း၏အစိုးရအားတိုက်တွန်းလိုက်သည်မြမစစ်အုပ်စုမှရှမ်းမြောက်အားထိန်းချုပ်နိုင်စွမ်းမရှိဖြစ်နေ၍ကင်တွင်ဖြည့်ရှင်းနိုင်မည်မဟုတ်လေမိမိတို့အတွက်ရန်သူဖြစ်လာနေသောဝါအုပ်စုအားကိုနီကိုဟန်ဖြင့်လုပ်ရတော်မည်ဟုဆိုသည်ထိုင်းမွေးရဲ့ဇေဝထိန်းချုပ်ရေးဘုတ်အဖွဲ့မှပြုလုပ်သောဟောပြောပွဲတွင်အထက်ပါတိုင်းပြောဆိုသွားခြင်းဖြစ်သည်တာဆင်သည်လူမြင်ခွင်မှနှစ်ပတ်နေမှပြောက်ွယ်နေ၍တိုင်းပြည်မှထွက်ပြေးသွားပြီးဟုကောလာဟာလာများပြန့်နှံ့လာနေခြင်းတွင် င်းပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည် ထိုင်းနေဖြင့်ရန်သူဖြစ်လာနေသောကွာအဖွဲကိုညှနေမဖြစ်တော်ဟုလည်းဆိုသည်ထိုင်းနိုင်ငံသား၏ဝန်ကြီးမာရီဆမ်ဂီရန်ပွန်ဆာမှထို့အရေးအတွက်အင်းဒီချင်းနိုင်ငံများ၏ပူးပေါင်းဆောင်ရွက်မှုရရှိရေးအတွက်တွဲဆောင်ဆွေးနွေးရန်စီစဉ်ထားသည်ဟုသိရသည်။၎င်းတို့အနေဖြင့်မွေးရစေဝါများဆက်ရထုံနေမည်ဆိုကထိုင်းနိုင်ငံ၏ရန်သူအဖြစ်သတ်မှတ်ရမည်ဟုလည်းတာဆင်ကထည့်သွင်းပြောသွားခဲ့သည်။တရုတ်၏ငွေမွေးချမ်းမောက်တပေသားမြေများအလားအမှုတော်တန်နီမန်တည်တည်ကြည်နှင့်တာဆင်ကထိုင်း၏ရန်သူဟုသတ်မှတ်လိုက်ခြင်းလည်းဖြစ်သည်။ တာဆင်၏အပြောအပေါ်ဝန်အဖွဲ့ပြောခွင့်ရဦးညီရဲမှမိမိတို့မှမွေးရစေးတိုက်ဖြတ်ရေးလုပ်ငန်းများဆောင်ရွက်နေရေးတက်တဲ့အထောက်အထားအခိုင်အမာမပြနိုင်ပေဆွဆွဲချင်းတသက်သားဖြစ်သည်ဟု ARE အမိကိုတုံ့ပြန်လာသည်တာဆင်ကလက်ရှိမွေးရစေးပြဿနာကြောင့်၎င်းတို့ကလေးများအသက်ဆုံးရှုံးနေရသည်၎င်းအနေဖြင့်ကုညီခြင်းတော့လေခရီးသွားခဲ့ပိတ်ပင်ထားခံရ၍မတက်နိုင်ဖြစ်နေသည်ဟုလည်းဆိုသည် ကုလသမဂ္ဂမွေရင်စေဝါနှင့်ရာဇဝတ်မှုရုံးရေးအစီရင်ခံစာလေးအချိန်ကိုထွက်ပေါ်လာခဲ့သည်။ထိုအစီရင်ခံစာတွင်2024ခုနှစ်အတွင်းအရှိန်အရှိတောင်အာရှတွင်မတ်ဆေပြားမှသိန်းစီရရှိမှုသည်236တန်ရှိ၍2023ထက်စာလင်24ရာခိုင်နှုန်းမြင့်တက်လာသည်ဟုပါရှိသည်။ထိုပမာဏသည်သိန်းစီရမည်သောအရှိအတွက်ဖြစ်၍တကယ်တမ်းတွင်ထုံလုံးမှုနှင့်ဈေးကွက်သို့ရောက်ရှိမှုပမာဏသည်ပို၍များမည်သာဖြစ်မည်ဟုဆိုသည်။ကုလရာရှိများကမှမြန်မာတွင်အာဏာသိမ်းပြီးနောက်ပိုင်းမကြုံစဘူးအောင်မြန် င်မာလာသည်ဟုဆိုသည်မူရင်ကုံသွဲလန်ကြောင်းသည်လောင်အိုကိုဖျက်၍ကမ္ဘောဒီးယားထိဆက်သွယ်ထားသည်ဟုလည်းသိရသည်မလေးရှားအင်ဒိုနီးရှားဖိလစ်ပိုင်တို့လည်းရေချောင်းမှတဆင့်တင်ပို့လျက်ရှိသည်ဟုဆိုသည်ဆဲအိုဆိုသည်တာစင်းအပြိုကိုမြေသို့တုံ့ပြန်မည်ဆိုသည်ကိုစောင့်ကြည့်ရအောင်မည်ဖြစ်သည်ပြည်သူတို့၏တရားသောတွန်လှန်စေမုတ်ချအောင်ရမည် ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်၏ရွှေအေးမြိုင်ဖျားကုန်းစစ်စခန်းကို KNL ပူးပေါင်းတပ်များကထပ်မံတိုက်ခိုက်သိမ်းပိုင်လိုက်ကြောင်း KNL စစ်ရေးတရင်ရင်မြစ်ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်မေလ28ရက်နေ့ညပိုင်းတွင်စစ်ကောင်စီတပ်၏ကနေလီစခန်းကိုသိမ်းပိုင်ပြီးနောက်ယနေ့မေလ29ရက်နေ့နံနက်ပိုင်းတွင်ရွှေအေးမြိုင်ဖျားကုန်းစစ်စခန်းကို KNL ပူးပေါင်းတပ်များကထပ်မံသိမ်းပိုင်လိုက်ကြောင်းသိရှိရသည် ဒီမနက်ရွှေအမြိုင်ဖျားကုန်းစခန်းကိုကနယ်လေးကနေပြန်ဆင်းလာတဲ့အဖွဲရဲ့အောက်ကတက်ကူတဲ့စုံစည်းမြိုင်ကအဖွဲတွေပေါင်းပြီးတက်ကြိတ်လိုက်တာရသွားပြီ။အဲ့ဒီစခန်းကစစ်ကွေး90လောက်တော့ရှိမယ်ဟု KNL စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။ရှမန်နီညာပိုင်းက KNL ကတင်ပိုက်ခဲ့သောကနေလီစစ်စခန်းတွင်စစ်ကောင်စီတပ်ဖွဲ့အင်အားတရာကျော်ရှိပြီးစစ်သား50ကျော်ထိုင်းဘက်သို့ထွက်ပြေးသွားကြောင်းလက်ရှိတွင်ကနေလီစခန်းတိုက်ခိုက်တင်ပိုက်မှုသတင်းကိုမကြာမီ KNU ကတရားဝင်သတင်းထုတ်ပြန်မိဖြစ်ကြောင်းသိရှိရသည်။ KNU ကမတ်လ၊ဧပြီလနဲ့ယခုမေလအတွင်းတွင်တိုင်းမြမာနေဆက်အနေမှစစ်ကောင်စီပုလူတူခလေဒီတခေါ်ပွေခေမော်ဖားသူစကန်တာလေစကန်မေလာစကန်မော်ဖိုးခေစစ်စကန်နဲ့ပလက်တိုစကန်များကနေလေးစကန်နဲ့ရွှေရင်မြိုင်စကန်ကိုပါတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီဖြစ်သည်။လက်ရှိကရင်ပြည်နယ်တွင်မြော်ရီဖျားသုံးစုကွန်ကရစ်ကျုံတို့ဖပွန်တန်းတော်ဒေသများတွင်အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNL မဟာမိတ်တပ်များကြားတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။